တန်းတလာရာဒီပွားများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီတစ်နှစ်လုံးစာအတွက်အလောက်ကိုင်းငွေချေးအချစ်ရေးကျမ်းမာရေးအပြင်ပညာရေးတို့ကိုပါဖော်ပြပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါမိဒရာဒီပွား Aries များအတွက်2025ခုနှစ်အော်တိုဘာလာ တလားစာဟောစရမ်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျပထမဦးစွာအချစ်ရည်ကိုပြောပြပေးပါမယ်ခင်ဗျဒီလရဲ့အစောပိုင်းကာလာအချစ်ရည်အဆင်ပြေနေပါတယ်ဒါပေမဲ့ဒီအပတ်ရဲ့ပထမတစ်ဝက်မှာမိသားစုအတွင်းဖြစ်ပေါ်နိုင်တဲ့အဖြစ်အပျက်တစ်ခုကပေါင်တဲ့ဆက်ဆံရေးတွေကိုပြောင်းလဲပြစ်နိုင်တဲ့အထိဖြစ်နိုင်နေဆိုတာကိုတော့စိတ်ထဲမှာမှတ်ထားရပါမယ်အိမ်တော်နဲ့ဆောင်တွဲများအနေနဲ့ပြဿနာအချို့လဲပေါ်ပေါက်လာနိုင်ပါတယ်ဒီလရဲ့အလဲပိုင်းဝင်းကျင်ကဂျိုးအစီအစဉ်တွေက အချစ်ရဲ့အပေါ်ဒဟဇာတာဖြစ်တဲ့တရားမှုတွေကိုယူဆောင်လာမှဖြစ်ပြီးမိသားစုရဲ့ကောင်းမွန်တဲ့ပံ့ပိုးမှုတွေကိုလည်းရရှိပါလိမ့်မယ်။လူမှုဆက်ဆံရေးတွေတိုးတက်လာပြီးချစ်ချင်းမြတ်တာနဲ့ဆွဲဆောင်မှုတွေယူဆောင်လာပေးပါလိမ့်မယ်။မိသားစုရဲ့တက်ကြီးဝါကြီးတွေနဲ့ဆက်ဆံရေးကတော့အဆင်မပြေတာတွေရှိနေပါတယ်။ဒီလကုန်ကန်ဒီမှာတော့ဂျိုရီရဲ့လွမ်းမှုမှုကဘဝကို စိတ်အားထက်သန်မှုနဲ့အချစ်ဆက်လန်းဆံမှုတွေကိုယူဆောင်လာနိုင်ပါတယ်။တို့တော့လေဒါကမိသားစုအတွင်းမှာအနောက်ရှက်တချို့ကိုဖြစ်ပေါ်စေနိုင်တာကြောင့် တတိထားပြီးရှောက်လန်းကကိုယ့်ရဲ့လုပ်ရက်ကိုချိန်ခွင်ရှာလို့ညှိဖို့လိုအပ်ပါတယ်။အခုဆက်လက်ပြီးကျမ်းမာရေးဌာနကိုပြောပြပေးလိုပါတယ်။ဒီလအတွင်းမှာကျမ်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံအားပြဿနာတွေကိုထိရောက်စွာကင်တယ်ဖြေရှင်းနိုင်ဖို့ကူညီပေးနိုင်ပါတယ်။ဒို့တော့လေဒီလရဲ့ပထမတစ်ဝက်အတွင်းမှာပေါ်ဆမှုမဖြစ်မိဖို့တတိထားရပါမယ်။ဒါကြောင့်ကျမ်းမာရေးကိုထိန်းသိမ်းဖို့အတွက်တင့်လျော်တဲ့အစားအစာကိုစားသုံးဖို့နဲ့ခန္ဓာကိုယ်ကိုအစိမ့်အောက်ဖြေရှင်းဖို့လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ကြံ့ခိုင်မှုလေ့ကျင့်ခန်းစနစ်ကကျန်းကျန်းမာမာနဲ့ကောင်းမွန်စွာနေထိုင်နိုင်စေပါလိမ့်မယ်။ဒီလရဲ့အလဲပိုင်းဝင်းကျင်ကာလာကျမ်းမာရေးအတွက်အပြုတဘောဆောင်ပါရယ်။နာတာရှည်ယောဂဝိဒနာတစ်ခုခုကိုခံစားနေရတဲ့ဆိုရင်တက်တာရာရရှိပါလိမ့်မယ်။ခုခံအားစနစ်နဲ့အတက်တဟာကောင်းမွန်နေမှာဖြစ်ပေမဲ့အစာခြေဖြတ်မှုပြဿနာတွေဖြစ်ပွားနိုင်ကြလေရှိပါတယ်။ဒီရရဲ့နောက်ဆုံးတစ်ဝက်အတွင်းမှာကျန်းကျန်းမာမာနဲ့ကောင်းမွန်စွာနေထိုင်နိုင်ဖို့အတွက်မလိုအပ်တဲ့စိတ်ဖြစ်စုမှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုရှောင်ရှားတင်ပါတယ်။ ကျမ်းမာရေးကိုထိန်းသိမ်းဖို့အတွက်ကိုလက်လှူရှာမှုနဲ့အစားအသောက်စီးမြင့်တွေကိုဆက်လက်လိုက်နာဖို့ဟာအလွန်ရေးကြည်ပါလိမ့်မယ်။ထို့တော့လေဒီလအကုံကန်ဒီမှာတက်နိုင်တဲ့များအားယူဖို့လိုအပ်ပါတယ်။ဆက်လက်ပြီးငွေကြေးနဲ့ဗန်ဒါရေးဝိုင်းဆိုင်ရာအချက်လက်တွေကိုဆက်လက်တင်ပြပေးတော့ပါမယ်။ဒီလအစပိုင်းမှာကောင်းမွန်တဲ့အချိုးမြတ်တွေရရှိနိုင်ပြီးမကြသေးမီကရင်ဆိုင်ခဲ့ရတဲ့ငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေအဆုံးတက်သွားနိုင်ပါတယ်။အောင်မြင်မှုလမ်းကြောင်းရဲ့အစကိုဖော်ပြတဲ့အဆင့်တစ်ခုကိုဝင်ရောက်နေပါပြီ။ ဒါငွေကြေးအတွက်ရေဘူးရအပြင်အလွန်ကောင်းမွန်တဲ့ကာလာတစ်ခုဖြစ်ပါတယ်။နောက်ကာလမှာအ धिक အမျက်ဆွန်းတွေယူဆောင်လာပြီးမယ်။အကျိုးအမျက်များတဲ့သဘောတူညီချက်တစ်ခုကိုလက်မှတ်ထိုးနိုင်ပါလိမ့်မယ်။ဒါမဲ့ငွေကြေးအတော်အတန်များများတုံးဆွဲနေတာကြောင့်အတုံးစည်းတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားဖို့တော့လိုပါတယ်။ဒီလအလဲပိုင်းဝင်းကျင်မှာလည်းသတိထားပါ။အရေးကြီးတဲ့ငွေကြေးပိုင်းဆိုင်ရာဆက်ဆံမှုတွေဟာအကျိုးရှိရရလက်ဒီမရရှိနိုင်လို့ပဲဖြစ်ပါတယ်။ ရေရှည်ပန်းတိုင်များကိုဆက်လက်အာရုံစိုက်တွားပါကအခက်ခဲတွေကိုပြဿနာမရှိဘဲကျော်လွှားနိုင်ပါလိမ့်မယ်။ဒီလနောက်ဆုံးတစ်ဝက်အတွင်းမှာအပေါ်ဝင်ငွေရှာဖွေဖို့ကောင်းမွန်တဲ့အခွင့်အရေးအချို့ကိုရရှိနိုင်ပွဲရှိပြီးစုဆောင်းနိုင်စွာလည်းတိုးလာနိုင်ပါတယ်။ထို့တော်လည်းချင်းကားချင်းတို့မဟုတ်အချွေးပေးချင်းတို့ကိုရှောင်ခြင်းမှာကောင်းမွန်တဲ့ဂျူရီရဲ့လွမ်းမှုမှုကငွေကြေးလာလာကို မြင့်တင်ပေးပါလိမ့်မယ်။ဒီလအုံဆုံးချိန်မှာငွေကြေးအခြေအနေကိုတည်ငြိမ်ပြီးပုံမခိုင်ပါစေဖို့အတွက် လုံလောက်တဲ့ဂျူရီရဲ့ပံ့ပိုးမှုကိုရရှိနိုင်ပါတယ်။ဆက်လက်ပြီးအတက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ဟာအကြောင်းအရာများကိုပြောပြပေးပါမယ်ခင်ဗျာ။စီးပွားရေးတစ်ပါးများအတွက်ဒီလအစပိုင်းမှာအတွင်းအမြင့်များရှင်းလင်းပြတ်သားမှုကင်းမဲ့နေနိုင်တာကြောင့်စီမံကိန်းအစ်စ်တွေကိုရွှေ့ဆိုင်ထားတာကပိုကောင်းပါလိမ့်မယ်။အခက်အခဲအချို့နဲ့နှောင့်နှေးမှုအချို့လည်းရှိနိုင်ပါတယ်။နှောင့်နှေးမှုအချို့ရဲ့အပြတ်တဘောဆောင်တဲ့တက်ရောက်မှုတွေကိုစွမ်းဆောင်ရည်အပေါ်တက်ရောက်ခွင့်မပြုပါနဲ့။လုပ်ဖို့ကင်ဘက်တွေဟာထိထိရောက်စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် အဖွဲလိုက်စီမံကိန်းတွေလည်းအောင်မြင်မှုနည်းပါလိမ့်မယ်။ဒီအချက်ကတိုးတက်မှုအချိန်ဟုန်ကိုထိခိုက်စေပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းရှင်များကတော့လုပ်ငန်းရည်မှန်းချက်နဲ့အုပ်ချုပ်ရေးပေါ်အာရုံစိုက်ရပါလိမ့်မယ်။ကူပြောင်းနေတဲ့ဂျူရီယာဒီလအလဲပိုင်းဝင်းကျင်မှာအကောင်းမြင်စွမ်းအားနဲ့အကောင်းမြင်စိတ်ဓာတ်တွေကိုများစွာယူဆောင်လာနိုင်ပေမယ့်အနည်းငယ်စိတ်ဓာတ်ကျနေနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လရဲ့နောက်ဆုံးတစ်ဝက်ကာလဟာအရေးကြီးပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဆိုင်းငံ့ထားတဲ့စီးပွားရေးစီမံကိန်းတွေတို့မဟုတ်ညှိနှိုင်းမှုအချို့မှာ ြုတ်တဘောဆောင်တဲ့တိုးတက်မှုအချို့ရှိလာနိုင်လို့ပါဒီလကုန်ကန်ဒီမှာဂျိုရီကအတက်မွေးဝမ်းကြောင်းလုပ်ငန်းမှာကောင်းမွန်စွာလုပ်ကိုင်နိုင်ဖို့ကူညီပေးနိုင်ပါတယ်အခုနောက်ဆုံးပညာရေးဆိုင်ရာအကြောင်းအရာများကိုလည်းပြောပြပေးပါမယ်ခင်ဗျဒီလအစပိုင်းမှာမမျှော်လင့်ထားတဲ့ပြဿနာအချို့ကတိုးတက်မှုကိုအဟန့်အတားဖြစ်စေနိုင်ပါတယ်ဒါပေမဲ့ဒါကိုကိုယ့်အတွက်စိန်ခေါ်မှုတစ်ခုအဖြစ်လက်ခံပြီးကျွမ်းကျင်မှုစွမ်းရည်တွေကိုတိုးတက်စေမဲ့လှုပ်ရှားမှုတွေမှာပါဝင်လှုပ်ဆောင်ပါဒါအပြင်စိုးရိမ်ပူပန်မှုအဆင့်တွေလည်းများလာနိုင်ပါတယ် ဒီအချက်ကစွမ်းဆောင်ရည်အပေါ်အနုလက္ခဏာဆောင်တဲ့တက်ရောက်မှုရှိစေနိုင်ပါတယ်။ဒီလအလယ်ပိုင်းဝင်းကျင်ကာလမှာအကျိုးကျေးဇူးများစွာပေးစွမ်းမှာဖြစ်ပြီး မျော်လင့်ထားတဲ့အတိုင်းအရာရာတိုင်းဟာအဆင်ပြေတော့ပါလိမ့်မယ်။ကိုလုတ်ချင်နေတဲ့အထူးအရာတစ်ခုခုဥပမာပြည်ပနိုင်ငံတို့တွားရောက်ပြီးအဆင့်မြင့်ပညာတင်ကြားခြင်းတို့မဟုတ်ပြိုင်ဆိုင်မှုဆောင်ပွဲဖြေဆိုခြင်းရှိတယ်ဆိုရင်လေဒီလနောက်ဆုံးတစ်ဝက်ဟာအဲ့ဒီလိုဆုံးဖြတ်ချက်တွေချဖို့အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။အရာရာတိုင်းနှီးပါးဟာလိုချင်တဲ့အတိုင်းအဆင်ပြေလာမှာဖြစ်ပြီး လမ်းကြောင်းမှာကြီးကြီးမားမားဒါမှမဟုတ်တေးသေးမွားမွားပြဿနာတခုမှရှိတော့မှာမဟုတ်ပါဘူးကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုယုံကြည်မှုရှိရှိအသုံးပြုမယ်ဆိုရင်ပညာရေးနယ်ပယ်မှာကောင်းမွန်တဲ့ရလဒ်တွေရရှိမယ်ဆိုတာကိုအာမခံပါတယ်လိလာတင်ယူမှုမှာဆရာသမားများနဲ့လမ်းညွန်သူများကအဓိကအကောင်းမြင်ခန်းကဏ္ဍကနေပါဝင်နိုင်ပါတယ်ဒီလအတွက်ကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့ channel ကနေအခုလိုမျိုးယာတီကွင်လိုက်ကောင်းခြင်းဆိုခြင်းများပြင်ဆောင်းရံရှောင်းရံများကိုပါလာစဉ်လာတိုင်းအတွက်တင်ဆက်ပေးမှာဖြစ်လို့ ကျေးဇူးပြုပြီးကျွန်တော်တို့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါရခင်ဗျချိန်ပေးပြီးနှားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါရခင်ဗျဘေးရန်ရဲ့ခင်ဗျစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံတော့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ